အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဒါအခုဒီအပိုင်းမှာပဲ Transfer Dundee အပြောင်းအရွှေ့လေးကခက်ချဲချဲပြန်ဖြစ်လာကျွန်တော်အမြဲတမ်း predict လုပ်ထားခဲ့သူပဲ Transfer Market ရဲ့အစောပိုင်းမှာအသင်းတွေက aggressive sell နဲ့ကြမ်းမာတွေကိုခေါ်မယ် နောက်အလေရောက်တဲ့အခါပွဲတွေကြတဲ့အခါမှာနည်းနည်းလေးပြန်အေးသွားမယ်အထူးသဖြင့်ဇူလိုင်လကတော်တော်လေးကိုအေးမဲ့လဖြစ်ပြီးတော့ကျွန်တော်အခုလကုန်ကန်လေးမှာပြန်ပြီးနည်းနည်းလေးခတ်တော့တော့ပြန်ဖြစ်လိမ့်မယ်ဘာကြောင့်လဲဆိုတော့ဒါကအထူးသဖြင့်ဂျွန်30ရက်နေ့ကကလပ်အသင်းတွေတော်တော်များများမှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ကြမယ်ကစားမအများကြီးပဲစာချုပ်တက်တန်းကုန်ပြီးတို့ရဲ့ contract တွေအများဆုံးကဂျွန်30အထိချုပ်ထားတာအများကြီးကြောင့်အဲ့ဒီအသင်းတွေတော်တော်များများရဲ့ကစားမတွေထွက်ပြီဆိုရင် transfer market မှာထပ်ပြီးတော့ July အစောပိုင်းကာလဘောလေး pre season tour မတော်ခင်လေးမှာတော်တော်များများအပြောင်းအရွှေ့ဖြစ်မယ် အဲ့ pre-season တို့တလျှောက်လုံးဝမဖြစ်ဘူးဖြစ်တာရှားတယ်ဗျာအဲ့ပြီးတော့မှ August လအတွင်းများလေးစကနေပြန်ပြီးတော့ဖြစ်မယ်ပြီးတော့ဈေးကွက်ပိတ်ခံပြီးအလဲမှာပြန်နားမယ်ဒါထုံးစံပဲဆိုတော့အခုဒီအပိုင်းမှာပဲ Liverpool အသင်းကအစိုးရတဲ့ကခေါ်ထားတယ်ဒါ Florian Vaz သူတို့ Dandy ဖြစ်တာလွန်ခဲ့တဲ့12ရက်လောက်က Dandy ဖြစ်ထားတယ်။ Liverpool Klein ရဲ့အဓိကကစားမ Florian Vaz က club ကတရားဝင်ကြေညာလိုက်တယ်။136တန်း Euro 136တန်း package နဲ့ Liverpool ကိုရောက်လာတယ်။သူကဘာပြောလဲဆိုတော့ လီဗာပူးနဲ့တူ every single year အတိုင်းမှာအဓိက major supplier ကိုရယူသွားမယ်ပို့ပြီးတော့နောက်ထပ်တစ်ဆင့်အနေနဲ့ဥရောပ Champion League ကိုပါရယူသွားဖို့အသင့်ရှိတယ်ဆိုပြီးတော့လီဗာပူးကခေါ်ယူလိုက်တဲ့ Florian Vaz ကဆိုလိုက်တယ်ဒီပြောင်းရွှေ့နဲ့ပတ်သက်လို့ agent လည်းဖြစ်တယ်သူ့ရဲ့မိဘဒီက Bayer Leverkusen သင်းတဲ့ Florian Vaz ရဲ့လီဗာပူးအပြောင်းရွှေ့ကနေ ပေါင်၈တမ6တန်းထိအေဂျင့်ကရတယ်။လီဗာပူးက Florian Vaz အပြင်တရက်ထဲမှာပဲ Milos Kakic ကိုပါချိန်ညာနိုင်တယ်။ဒီစားမက ပြောင်းရွှေ့ခြင်းပေါင်တန်း၄၀ပါ။မူလက45တန်းထိတက်မဲ့ potential ကိုထည့်ထားတာဖြစ်ပြီးတော့အသက်22နှစ်အရွယ်ရှိတဲ့ဘုံမောက်နောက်ခံကစားမက Hungary အသင်းကောင်းဆောင်ဖြစ်တဲ့ Dominic Soboslai ရဲ့လီဗာပူးကိုပြောင်းလာပြီး အဲ့ဒါအတွက်ကြောင့်လီဗာပူးမှာ left back 3ယောက်ဖြစ်သွားပြီး Costas Simic ရဲ့ Andy Robertson နဲ့အခု Milos Kaki ပါ Milos Kaki ကဒီနေ့နွေရာသီဘုံမောက်ကတတိယမြောက်ထွက်တဲ့ကစားသမားအဖြစ် ပတ်တန်းဝင်သွားခဲ့တယ်။လီဗာပူးအနေနဲ့ဘိုင်ယာလီဗာကူစင်ရှီကိုဖလော်ရန်ဗတ်ကိုခေါ်တဲ့အချိန်တုန်းကသဘောတူညီမှုတစ်ချက်လို့ထင်ရတဲ့ဂျာရက်ကွန်ဆာကိုအယောင်းဝယ်ဖြစ်သွားပါပြီ။အထူးဖြင့်လီဗာကူစင်ကသူ့အသင်းကောင်းဆောင်ဂျိုနသန်ထာကိုဘိုင်ယန်ကိုရောင်းလိုက်တဲ့အတွက်ဒီနေရာမှာအစားထိုးဖို့အရစ်တန်ဟာကဂျာရက်ကွန်ဆာကိုခေါ်ယူခဲ့တာပါ။ဒီပြောင်းရွှေ့ကလည်း2030ခုနှစ်ထိ9နှစ်စာချုပ်ဖြစ်ပြီးတော့ပြောင်းရွှေ့ချေတိုတယ်ပေါင်35တန်းပါ။ ေါင်တန်း30ကိုအရင်ပေးဖို့သဘောတူပြီးနောက်ထပ်5တန်းအပူ bonus နဲ့သဘောတူလိုက်တာလည်းဖြစ်တယ်။ဘာစလိုနာတင်းကလည်းချိန်ကျော်တာသဘောတူထားတဲ့ Juan Garcia ကိုနောက်ဆုံးမှာ La Liga ရဲ့ approve နဲ့သူတို့ခေါ်လိုက်ပါပြီ။ဆိုတော့ဒီပြောင်းရွှေ့ကအစိုးရကြီးတွေကဒါ Florian Vazquez အောင်စိုးသေးတယ်ဒါသဘောတူထားတယ်ဒါပေမဲ့ La Liga ရဲ့ financial FFP နဲ့ Barcelona ရဲ့ဘဏ္ဍာရေးအခက်အခဲကြောင့် တရားဝင်အမှုမဖြစ်ပဲစောင့်နေရင်းနဲ့ဘာဆိုနာကယွမ်ကာစီယာကိုခေါ်လိုက်ပြီးသူတို့ကတော့6နှစ်စာချုပ်2030ခုနှစ်ထိဒိုဂျီစာချုပ်ယူရို25တန်းနဲ့ခေါ်ယူခဲ့ပြီးတော့ဘာဆိုနာရဲ့ဂိုးသမားအသစ်ဖြစ်လာတာဖြစ်တယ်။အာစနယ်ကလည်းပြီးခဲ့တဲ့တစ်နှစ်လုံးဒီပါပြီးခဲ့တဲ့ရာသီဘွက်လောက်ထဲကသဘောတူထားတဲ့ဇူပါမန်ဒီအပြောင်းရွှေ့လန်ဒန်ကိုရောက်ပြီးသဘောတူသွားပြီးဖာဘီစီယိုတော်မှအာစနယ်အမတန်ကြာတဲ့အပြောင်းရွှေ့ရဲ့ဓာတ်ပုံကြောင့်တော့မှသူတို့ဖိုတိုရှော့နဲ့ဟယ်ဝီဂိုးဆိုပြီးတင်ရတဲ့အထိဈေးလဲစစ်ပြီးသွားပြီး တရားဝင်ကြေညာဖို့ရှိတဲ့အချိန်မှာဂျူပမန်ဒီအပြောင်းရွှေ့မှာအာဆင်ကအပြောင်းရွှေ့ရဲ့အပြောင်းရွှေ့ခြေကိုယူရို65တန်းပေးလိုက်ပါတယ်အဓိကတော့ယူရိုတန်း60ကယူကြီးစာချုပ်ဖြစ်ပေမဲ့ဒီကစားမောက်ကိုအရေးကြပုံစံမျိုးပေးခြင်းနဲ့အတွက်ဂျူပမန်ဒီကို အပိသက်ခေါ်ယူပြီးတော့65တန်းနဲ့ခေါ်ယူခဲ့တာဖြစ်တယ်နော်တယ်ဖောရက်စ်အသင်းကတော့ပြီးခဲ့တဲ့ရာသီမှာဆွမ်းဆောင်ရေးကောင်းပြသထားတဲ့သူတို့ရဲ့နီးပြနူနိုအက်စပီတိုဆန်တိုကိုတက်တန်းထပ်တိုးလိုက်ပါတယ် ၃နှစ်စာချုပ်နဲ့ပေါ်တူဂီနီးပြားကို Forest ကတတန်းထပ်ထိုးပြီးတော့ City Ground မှာဆက်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Matias Cunha ထွက်သွားတဲ့အတွက်ကြောင့်လစ်လက်သွားတဲ့တိုက်စစ်ပိုင်းတွက် Wolf ကတယောက်ပြန်ခေါ်လိုက်ပါပြီးသူတို့ခေါ်ယူလိုက်တဲ့သူက Celta Vigo ရဲ့ Spain ကွင်းလေတိုက်စစ်ကစားမှာ Far Lopez ဖြစ်ပါတယ်။ ဖာလိုပက်စ်ကိုဒါအခုလက်ရှိမှာဝူဖာဟန်တန်အသင်းကယူရို25တန်းနဲ့ခေါ်ခဲ့တာပါသူကအခုလက်ရှိမတီးယက်ကူညာလိုပဲပုံစံတူကစားနိုင်တဲ့ကစားမဖြစ်တဲ့အတွက်အိုက်စပိန်ကစားမကိုယူရို25တန်းနဲ့ဝူဖကခေါ်ယူခဲ့တာဖြစ်တဲ့အက်တလတီကိုမက်ထရစ်အသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့အန်ဂယ်ကိုရီးယားကကလပ်ကတရားဝင် ထွက်ခွာသွားပါပြီ ဒီကိုမှာကာလရှိချာကစားခဲ့ပြီးဒီကိုစီမီယိုနီရဲ့ပလန်ပြီးဖြစ်အမြဲတမ်းကစားကွင်းရတဲ့အန်ဂယ်ကိုရီးယားတယောက်မက္ကဆီကိုကလပ်ဖြစ်တဲ့ Tigers အသင်းကိုပြောင်းရွှေ့ပါပြီး ဒီပြောင်းရွှေ့ကပြီးခဲ့တဲ့မေလတည်းက agreement ရပြီးတော့မှနောက်ဆုံးမှတရားဝင်ပြောင်းရွှေ့ခဲ့တာပါဒါအခုလက်ရှိစာချုပ်က9နှစ်စာချုပ်နဲ့ Angel Correa ကမက္ကဆီကိုလီကိုထပ်ပြီးပြောင်းရွှေ့သွားပြီဖြစ်တယ်။တစ်ဖက်မှာတော့ Hanan Crespo ကလည်းလက်ရှိမှာ São Paulo အသင်းရဲ့နီးပြဖြစ်လာပါတယ်။ Hanan Crespo ဆိုတာကအာရှ Champion League ကိုပြီးခဲ့တဲ့တစ်နှစ်ကျော်တုန်းက AA အသင်းနဲ့ Champion ဖြစ်ခဲ့တာပါ။ Al Nassr တို့ AR လို့အသင်းတွေ Al Hilal တို့ကိုကျော်ပြီးတော့ Champion ဖြစ်ခဲ့ပြီးတော့ ိုက်ကလပ်နဲ့လမ်းခွဲခဲ့ပြီးအသင်းလက်မှတ်ဖြစ်နေတဲ့အရင် Chelsea, AC Milan နဲ့ပါမာရဲ့ Argentina တိုက်စင်မှုဟောင်း Crespo က Brazil ကဆော်ပိုလိုအသင်းရဲ့ နီးပြအဖြစ်သဘောတူညီမှုရရှိခဲ့ပြီးဖြစ်တယ်။ Man United ကကိုသမားအိုနာနာရဲ့အနာဂတ်မသေးချာသေးတိုင်အောင်အခုလောလောဆယ်သူတို့ရဲ့တတိယကိုသမား Tom Heaton ကိုတတ်တန်းထပ်တိုးလိုက်ပါတယ်။စာချုပ်က2016ထိတနစ်စာချုပ်ပါဒီကိုသမားကတော့ပုံမှန်အားဖြင့် pre-season tour အတွက်အဓိကရည်ရွယ်သလိုတစ်ဖက်ကလည်း club ရဲ့ dressing room မှာဥဆောင်သူတယောက်အနေနဲ့လိုအပ်တဲ့အတွက်ကြောင့်သူကိုတနစ်တတ်တန်းထပ်တိုးခဲ့တာဖြစ်တယ်။ဒီချိန်ထဲမှာပဲ Simone Inzaghi ရဲ့အကိုဖြစ်တဲ့ဖီလီပိုအင်ဇာကီကဖီဇာအသင်းကိုနီးပြအဖြစ်ဆောင်ရွက်ပြီး CDA ကိုတနှစ်ပေါင်း30ကျော်ရအောင်ဒီတကြော့ပြောင်းဆွမ်းဆောင်ပေးထားသည့်တိုင်အောင်ဖီဇာအသင်းကထွက်ပြီးတော့ CDB ကလပ်ဖြစ်တဲ့ပါလာမိုကိုပြောင်းရွှေ့သွားတယ်ဆိုတော့ဒါကနည်းနည်းတော့ surprise ပေါ့လေ ပီဇာကိုတတ်တက်အောင်လုပ်တယ် CD ရောက်လာပြီးတော့မှအဲ့ဒီအစ်မသူဆက်မကင်ပဲ CDB ကိုပြန်ဆင်းသွားပြီးတော့အရင် CD Club House ဖြစ်တဲ့ Palermo အသင်းကိုအကြီးပြဖြစ်တောင်းယူဖို့သဘောတူလိုက်ပါတယ် Sheffield United ကလည်း Championship Final မှာရှုံးသွားတဲ့ Chris Wilder ကိုထုတ်ပြီးတော့ ဒါလက်ရှိမှာတော့ Ruben Seller ဆိုတဲ့တယောက်ကိုနီးပြားဖြစ်ခိုင်းလိုက်ပါတယ်၃နှစ်စာချုပ်နဲ့စာချုပ်ချုပ်ဆိုပြီးသဘောတူညီခဲ့တာပါဒါ Championship ကတက်လာတဲ့ Leeds United အသင်းကလည်းကစားသမားတွေတောင်းလျှောက်ခေါ်ရင် Udinese ရဲ့ကစားသမား Chaka Bijo ဆိုတဲ့ကစားသမားကို Euro 22တန်းနဲ့ခေါ်လိုက်ပါတယ် Center back ကအခု Leeds United ကိုရောက်ရှိလာပါပြီ Nottingham Forest ကအခုလောလောဆယ်မှာ Bota Foko ရဲ့တိုက်စင်မှု Iga Jesus ကိုပေါင်တန်း30နဲ့သဘောတူညီမှုရပါပြီ FIFA Club World Cup က်ပြိုင်ပွဲအပြီးမှာ Forest နဲ့ Vodafone ကြားသဘောတူညီပြီးတာနဲ့ဒီအပြောင်းအရွှေ့ဖြစ်မှာဖြစ်တယ် Forest က Vodafone ရဲ့ Center Back နဲ့ကိုယ်လည်းကစားမှ၂ယောက်စလုံးကိုပါတပါတဲ့သဘောတူညီမှုရပြီးဒီအပြောင်းအရွှေ့တွေလည်းအပြီးသက်ဖြစ်လာနိုင်ပါတယ် Galatasaray တင်ကကစားမတွေတယောက်ပြီးတယောက်ခေါ်ရင် Manchester City ရဲ့ကွင်းလေကစားမအခိုင်ကုန်တန်ကကိုခေါ်ယူဖို့အနည်းဆက်ဆုံးဖြစ်နေပါတယ်။တစ်ဖက်မှာ Inter Milan ရဲ့ကွင်းလေကစားမ Hakan Calhanoglu ကို Barcelona နဲ့ agreement ရပြီးတော့ တန်း၄၀ပေးဖို့သဘောတူညီမှုကိုညှိနှိုင်းနေစေဖြစ်တဲ့ တစ်ဖက်ကတော့ Granit Xhaka က AC Milan အသင်းကို Leverkusen ကထွက်ခွာပြီးပြောင်းဖို့နှိစက်နေပါတယ်။လက်နက်စာချုပ်ဖြစ်ဖို့ရှိပြီးတော့အခုလောလောဆယ်မှာ Milan နဲ့ Granit Xhaka ကြားသဘောတူထားပြီးတော့နောက်ထပ်အပြောင်းရွှေ့အနေနဲ့နှစ်ဖက်ကလပ်ချာပြောင်းရွှေ့ခြင်းကိစ္စကိုပဲသူတို့ဘက်ကဆက်ပြီးတော့ဆွေးနွေးသွားရမှာဖြစ်ပြီးတော့ဒီပြောင်းရွှေ့လည်းဖြစ်လာဖို့ရှိတယ်။ဆိုတော့အခုလောလောဆယ်အနေထားရ Man United က Brian Ambwemo ဖက်က Chelsea ကလည်းအခုတိုက်စစ်မှုတွေတောင်းလျှောက်လိုက်နေတဲ့အခု Nicolas Jackson ဟာသူ့ရဲ့လုံးဝထိလို့မရတဲ့တယောက်တော့မဟုတ်တော့ဘူးလို့ဆိုလိုက်တယ်။တစ်ဖက်က Thomas Partey က Arsenal ကထွက်မယ်ဆိုပြီးတော့အတီးပြူလူနီးပါသူ့ရဲ့ contract ကဂျွန်30ရက်နေမှာရှိမယ်။ Liverpool ကတော့ဒါအခုလောလောဆယ်မှာသူ့ရဲ့တောင်းပန်ကစားမှာ Federico Chiesa တေချာပေါက်ထွက်မယ်လို့အတီးပြူထားတယ်။တစ်ဖက်က Nunez ကို နာပိုလီအသင်းကတောက်လျှောက်လိုက်နေတယ်။စပါကအန်တွန်ဆမန်ယူကိုသွားစုံစမ်းတဲ့အချိန်မှာဘုံမောက်ကတန်း20တောင်းနဲ့ပါရီစိန့်ဂျာမင်ကဘုံမောက်ရဲ့နောက်ခံလူယူကရိန်းကစားမဇဘာကြီးကိုခေါ်ယူတယ်။ဒါပေမဲ့တန်း80တိတောင်းဆိုပြီးတော့ပယ်ချမှုနှစ်ချိန်အထိပြုလုပ်ခံထားရတယ်။ဒါကအခုလောလောဆယ် transfer market နောက် Aston Villa ကိုတမအေမီမာတီနက်စ်က Man United ကိုပြောင်းချင်တယ်။ဒါက Dandy Sofa နဲ့ Dandy ဖြစ်လာနိုင်တဲ့အနည်းဆက်ဆုံးပြောင်းရွှေ့တွေပါအားလုံးကျေးဇူးတင်ပါတယ်။